ရုရှားပေါ်ချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုနောက်ထပ်6လတတန်းထပ်တိုးဖို့ဥရောပတမက EU 28နိုင်ငံရဲ့ခေါင်းဆောင်တွေကကြာသပတေးနေ့မှာသဘောတူလိုက်ကြပြီးကရင်မလင်နဲ့ယင်းနေတဲ့ဟန်ဂေရီနိုင်ငံကအချိန်ဆွဲနေမဲ့စိုးရိမ်မှုကိုလည်းဖြေရှင်းလိုက်နိုင်တယ်လို့အရာရှိတွေကပြောပါတယ်။ ရုရှားမှာကျင်းပနေတဲ့ထိပ်သီးဆွေးနွေးပွဲဆုံးဖြတ်ချက်ကြောင့်ယူကရိန်းစစ်ပွဲအတွက်ရုရှားအပေါ် EU အဖွဲ့တစ်ခုလုံးချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုအနည်းဆုံး2026ခုနှစ်အစောပိုင်းအထိဆက်လက်အသက်ဝင်နေစေမှာဖြစ်ပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာရုရှားဗဟိုဘဏ်ပိုင်းယူရိုဘီလီယံ200အမေရိကန်ဒေါ်လာ234ဘီလီယံကိုထုတ်မြအောင်ထိန်းချုပ်ထားမှုလည်းပါဝင်ပါတယ်။ ဟန်ဂရီကောင်းဆောင်ဗီတာအော်ဘန်ကသဘောထားပြောင်းလဲဖို့ညှင်းဆန်ခဲ့ရင် မော်စကိုပေါ်ချမှတ်ထားတဲ့ EU ရဲ့စီးပွားရေးအရအပြစ်ပေးအရေးယူမှုတွေဆက်လက်တည်တံ့နေစေရေးအတွက် အရေးပေါ်အစီအမံတွေကိုလည်းပြင်ဆင်ထားတယ်လို့အရာရှိတွေကပြောပါတယ်အမေရိကန်ပြည်ထောင်စုကငြိမ်းချမ်းရေးကြိုးပမ်းမှုတွေလှုံ့ဆော်ဖို့ဖိအားပေးနေချိန်မှာဘူဒါပတ်စ်က တန်ခတ်မှုတတန်းတိုးဖို့ညှင်းဆန်ခဲ့ရင် EU အဖွဲ့ရဲ့ရုရှားအပေါ်ဩဇာအကြီးအကျယ်ကျဆင်းသွားမှာကိုလည်း EU အဖွဲ့ဝင်တွေကစိုးရိမ်နေကြပါဗျာ။ အဲ့ဒီတန်ခတ်ပိတ်ဆို့မှုကို6လတကြိမ်တက်တန်းတိုးဖို့လိုအပ်ပြီးဇန်နဝါရီမှာတက်တန်းတိုးခဲ့ရမှာဖြစ်တယ်လို့အဲ့ဒီအချိန်ကအော်ဘန်ကဆုံးဖြတ်ချက်ချရေးကိုနောက်ဆုံးအချိန်ထိအပြင်းထန်ဆန့်ကျင်နေခဲ့ပါတယ်။ EU အနေနဲ့ရှီရင်ဆွဲတန်ခတ်ပိတ်ဆို့မှုတွေကိုဆက်လက်ထားရှိနိုင်လိုက်ပေမဲ့ဟန်ဂေရီနဲ့သူမဟာမိတ်ဆလိုဗက်ကီးယားတွေရဲ့ပိတ်ဆို့ထားမှုတွေကြောင့်နောက်ထပ်တန်ခတ်ပိတ်ဆို့မှုအသစ်တစ်စုံကိုချမှတ်နိုင်တာမရှိခဲ့ပါဘူး။ လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကိုမြင်နိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ